မင်္ဂလာပါရှင်ကျွန်မကကေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာ TNL နဲ့ SSPB တို့အကြားတက်အွှေပြောင်းလှုပ်ရှင်ဖြစ်ခဲ့တဲ့တိုက်ပွဲလိုမျိုးနောက်ထပ်ထပ်မဖြစ်ဖို့ထိန်းထားပြီလို့တအန်းအမျိုးသားလူမျိုးရဲ့တပ်မတော် TNL ဘက်ကပြောပါရီး ်လက်ရှိကတော့ SSPB ဘက်ကိုစပို့ထားပြီးအခုလိုမျိုးထပ်မဖြစ်ဖို့နဲ့ပြစ်ခတ်မှုတွေမရှိအောင်ထိန်းသိမ်းထားပြီးနှစ်ဖက်တွဲဆုံဆွေးနွေးနိုင်တဲ့အခြေအနေတော့မရှိသေးဘူးလို့ TNL ပြောရေးဆိုခွင့်ရှိသူက DPP ကိုပြောပါတယ်ကြောင်မဲမျိုးနဲ့ဟူးဆုံမှာဇွန်လ15ရက်နေ့က TNL နဲ့ SSPB တို့တက်အရွှေပြောင်းလှုပ်ချင်းတိုက်ပွဲဖြစ်ခဲ့တဲ့အတွက် TNL ဘက်ကတပ်သားတွေတေဆုံးတာရှိခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ် SSPB နဲ့နှိဆက်သူကတော့ဇွန်လ15ရက်နေ့ညနေ9:00နာရီဝန်းကျင်ကနေ8:00နာရီအထိ SSPB ရဲ့ရှိနေတဲ့ဟူးစွန်ဘက်ကို TNL ကအင်အား80လောက်နဲ့စစ်ကြောင်း3ကြောင်းထိုးလာရာကနေတိုက်ပွဲဖြစ်ပေါ်ခဲ့တာလို့ပြောပါရရှင်။အေအော်ဒီတိုင်းပသိမ်မြို့အမဲ6ရက်ကွယ်အောင်ချမ်းသာလန်းကရှာအိမ်မုံတယောက်ရဲ့အိမ်မှာစစ်တပ်ကမုံမုံအဆင်ရှိသူနဲ့စက်ခိုင်ရဲ့ပါတီဝင်အမျိုးသမီးတယောက် ရက်ကွက်အုပ်ချုပ်ရေးမှူးရဲ့အမျိုးသမီးတို့ကရက်ကွက်နယ်ပြည်သူတွေကိုအစည်းအဝေးခေါ်ယူပြီးစန့်ခါရေးပါတီကိုမေးပေးဖို့စီယုံပြောဆိုတာတွေလုပ်နေတယ်လို့ရက်ကွက်နယ်ပြည်သူတွေစီကသိရပါဗျ။အဲ့ဒီဗိုလ်မုံကအချက်ဝန်နဲ့ဇွန်လ16ရက်နေ့မနက်7:00နာရီမှာမေးဆွေခဲ့တယ်လို့ဆိုပါတယ်။တူးကြော့မှာနေတဲ့သူတွေကိုပါခေါ်ပြီးစန့်ခါရေးပါတီရွေးကောက်ပွဲမှာအနိုင်ရရှိဖို့မေးဆွေစီယုံရေးလာလို့တော်တာလို့အမိမဖော်လို့တဲ့ရက်ကွက်နယ်သူတယောက်ကပြောပါတယ်။ ်စစ်ကောင်စီတပ်ကလက်ရှိကျင့်သုံးနေတဲ့တဲတီမြင့်အမင်းစစ်တီအဆင့်တန်းအလုံးနိုင်ငံရေးပါတီတွေနဲ့ဆက်သွယ်တာနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာကိုတားမြစ်ထားပါတယ်ရှင်ဆရာနာရှင်စန်းကျင်ရဲ့လှူရှောင်းမှုမှာလူသိများခဲ့တဲ့မိုးရလူထုတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်ဟာအိုးဘော့အကျဉ်းထောင်ကိုပြောင်းခံရပြီးတဲ့နောက်ပိုင်းတိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMC ကသိရပါရရှင်။ ကိုဝေမွန်းနိုင်အပောင်းဝင်နိုင်ငံရဲ့အကျင်တာနေရောက်ဝန်းကျင်ကိုစစ်ကောင်စီတပ်ကဇွန်လ7ရက်နေ့မနက်အစောပိုင်းမှာဥပ္ပိုလ်အကျင်းထောင်ကိုပြောင်းရွှေ့လိုက်ပြီးတဲ့နောက်အကျင်းထောင်ဝန်ထမ်းတွေကရိုင်းနှက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကိုဝေမွန်းနိုင်ကိုတိုက်ပိတ်ထားပြီးကျန်တဲ့သူတွေကိုတော့အဆောင်တွေမှာခွေထားကအသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ PPNM ကကိုတိုက်ထွန်းဦးက DBB ကိုပြောပါတယ်။ ။အိုးဘို့ထောက်ဘူးရောအဝင်ဝေါ်မှာအချင်းဦးစည်းဝန်ထမ်းတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကရာဘာတို့တစ်သားတို့တွေနဲ့ဝိုင်းရိုက်ခဲကြတဲ့အတွက်နိုင်ငံရဲ့အကြံသားအနည်းဆုံးအယောက်90ဟာဥကောက်လက်နဲ့နောက်ကြောတွေမှာထိရှပေါက်ပြဲထံရတွေရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါရဲ့ရှင်။ မကွေးနဲ့စကိုင်းတိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာဆေးဝါးနဲ့စားနေရခတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေစီကသိရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါရဲ့ရှင်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့စကိုင်းတိုင်းမင်းကုန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာဆေးဝါးနဲ့စားနေရခတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဆောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။မကွေးတိုင်းပေါ့မြုံနယ်တွင်ကိုစစ်ကောင်စီတပ်ရဲ့ပခုတ်ကူတက်မတရားတက်ကစစ်ကား6စီးနဲ့အင်အား200နီးပါးရှိတဲ့စစ်ကောင်စီတပ်ဟာဂျွန်လအစောပိုင်းကစပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်နှစ်ပတ်ကျော်ကြာရှောင်နေနေရတဲ့စစ်ဘေးရှောင်တွေအတွက်နေစရာမိုးကစားနပ်ရိက္ခာနဲ့စီးဝါတွေရေးပေါ်လိုအပ်နေတာလို့ဆိုပါဗျ။ တော်တော်ပေါင်းလို့နေတဲ့ဒီကြည့်ရပါဦး25000လောက်လူကြီး1000နီးပါးရှိတယ်ပေါ့နော်1000နီးပါးလောက်ရှိတယ်လောဆယ်တော့ကျွန်တော်တို့1000နီးပါးလောက်ကတော့ပြည့်ရွာမှာပြိုင်မှာနေနေသေးတယ်ပေါ့နော်လောလောနေနေသေးတယ်ဆိုတော့ပစ္စည်းရှင်းပြောင်းနိုင်မှုရေပေါ့ခွင့်ပြုပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဟိုကျန်တဲ့ကျွန်တော်ခွင့်ထောင်လောက်ကတော့ကျွန်တော်နှိစက်ရတယ်ပေါ့နော်ဒီ တိုးနေတဲ့မှာရှိမယ်လိဆက်ရွာကြေးရွာလေးမှာရှိနေတယ်ပေါ့ရှောင်းကြရပေါ့နော်ဝေရက်ကလည်းကြာလာပြီဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီစားနေရခါပိုင်းပေါ့နော်ယူလိုအပ်နေပေါ့နောက်ပြီးတော့စောင်းနေချက်နောင်နေပေါ့လည်းဘာလို့လဲဆိုတော့မိုးရွာကြီးဆိုတော့ကျွန်တော်တို့ဒီချင်းနေတားပေါ်တယ်နောက်ပြီးတက်တက်ဒီမဲ့ကြီးဆိုတော့ရင်းနေချင်းနေပေါ်တယ်သူလည်းကျွန်တော်တို့ဒီဖြစ်အောင်စကတ်ပလော့ဆိုရင်ကျွန်တော်တို့ဝင်းရွာလေးတက်ဟာမျိုးကြီးပေါ့လက္ခဏာမျိုးကြုံလာတာပြီးပေါ့နော်ပေါင်းမြို့နယ်တဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ထပ်ပြေးနေကြရတဲ့ကျေးရွာ30နီးပါးရှိပြီး ဇွန်လ18ရက်အထိပောက်ပခုတ်ကူကားလမ်းမှာရင်နှန်းတဲ့အတူအင်အားများများရှိနေသေးတဲ့အတွက်စစ်ဘေးရှောင်တွေဟာနေရက်ကိုမပြောင်းနိုင်ကြသေးဘူးလို့ဆိုပါတယ်။သခိုင်းတိုင်းမင်းကုန်းမြို့နယ်ကခြေရွာတွေကိုစစ်ကောင်စီတပ်ကဇွန်လ17ရက်ကစတင်ပြီးစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ခြေရွာရှိရာကဒေသခံတွေဘေးလွတ်ရာကိုထပ်ပြေးတိတ်ချောင်နေကြရတယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေစီကသိရပါတယ်။စစ်ရှောင်တွေဟာရုတ်တရက်ထွက်ခွာလာရတာနဲ့နေ့စဉ်မိုးရွာသွန်းနေတဲ့အတွက်စားသောက်နေထိုင်ရေးခက်ခဲတွေရှိနေပြီးစားနပ်ရိက္ခာကူညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ စေကောင်းစီဖွဲ့ရခတ်ပြီးတော့တိုးလာတော့မရှိသေးဘူးဒါပေမဲ့ခင်းရွာနဲ့ချောင်းမကြီးရွာသားတွေကအဲပုံကြောင်းတစ်ခုမှာပေါ့နော်ခုမှာထိုင်ချပြီးတော့ဒီဟိုညမှာရှင်ကြောင်းပြီးလို့ရထောင်နဲ့ချီပြီးတော့ကြီးလွားနေကြပြီးတော့ဒီလမ်းလေးဒီမှာနေဆက်ရနေရာမှာတဲရီထိုးပြီးတော့ဘူကလေးနဲ့တဲရီထိုးပြီးတော့ဖြစ်လို့စားတော့နေထိုင်နေကြရရှိတယ် ရခတော်တော်မူလေးကလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမှနေထိုင်ရေးစာရေးတောက်ရေးအစကျမကြီးရအစခက်ခဲနေရလေးရှိပါလေရှင်မကွေးနယ်စကိုင်းတိုင်းတွင်ကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကဂျွန်လအတွင်းမှာအင်အားလုံးရင်းနဲ့ဝင်ရောက်တာတွေပုံမပြုတ်လုလာနေပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာနဲ့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတဲ့အတွက်တတိနဲ့နေထိုင်သွားလာကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါဗျ။ကျွန်တော်လေးရင်ပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။